္လာပါသားတို့သမီးတို့ရေဒီချေတို့ဒီနေ့အခန်း၅ရဲ့ဃငယ်အတန်မှန်မှန်ရုပ်ဆိုရင်ဆိုတာလေးကိုဆက်ပြီးတော့သွားကြမယ်နော်ကဲပထမအုံဆုံးဒီချဲကဘီးအတန်လေးတွေယူဆိုကြရအောင်ဆိုတဲ့ခေါင်းစဉ်လေးပေးထားတဲ့အောင်မှာ ကာကြီးကနေအားအထိရေးပေးထားတဲ့ဘီ30နဲ့3လုံးရှိတယ်ဒီချဲတို့เนาะအဲ့ဒီမှာအသုံးနေတဲ့ဘီက10လုံးရှိတယ်ပြီးခဲ့တဲ့အပတ်တော်ကဒီချဲတင်ထားပြီးပြီเนาะကဲအခုဘီလေးတွေကိုဒီချဲကအရင်ဆုံးအတန်လေးတွေထွက်ပြမယ်เนาะတအားသမီးတို့ကနားထောင်ပေးအောင်เนาะပထမအဦးဆုံးအပေါ်ဆုံးကကာကြီးလိုင်းလေးကိုဒီချဲကအရင်ဆုံးအတန်လေးထွက်ပြမယ်เนาะကခကကငါ ဟုတ်ပြီ။ကဲနောက်တစ်ခါဒီချက်ကအောက်ကစာလုံးလိုင်းလေးကိုအတန်လေးထွက်ပြမယ်နော်။စစစစညဟုတ်ပြီ။နောက်တစ်ခါဒီချက်နောက်တစ်လိုင်းကိုအတန်လေးဆက်ပြီးတော့ထွက်ပြပေးမယ်နော်။တထဒဒနဟုတ်ပြီ။နောက်တစ်လိုင်းကိုဒီချက်ဆက်ပြီးတော့အတန်လေးထွက်ပေးမယ်နော်။တထဒဒနာ ရဲနောက်တစ်လိုင်းသူဆက်ပြီးတော့သွားမယ်ပဖဗဗမဟုတ်ပြီနောက်တစ်လိုင်းကိုဆက်ပြီးတော့သွားမယ်နော်ရရလဝတာကဲအောင်ဆုံးတစ်လိုင်းလေးပဲကျန်တော့ရဲ့နော်ဟာလာအကဲဒါဆိုရင်တောက်သမီးတို့အတန်လေးတွေထွက်တတ်ပြီးထင်တယ်ကဲတီချက်နောက်ကနေလိုက်ပြီးတော့အတန်လေးတွေတစ်ခေါက်လောက်ထွက်ကြည့်ကြရအောင်နော် ပထမအဦးဆုံးအပေါ်ဆုံးကကာကြီးလိုင်းလေးကိုဒီချက်ကအရင်ဆုံးအတန်းလေးထွက်ပြမယ်နော်ကခကကငါဟုတ်ပြီကဲနောက်တစ်ခါဒီချက်ကအောက်ကစာလုံးလိုင်းလေးကိုအတန်းလေးထွက်ပြမယ်နော်စစစစညဟုတ်ပြီနောက်တစ်ခါဒီချက်နောက်တစ်လိုင်းကိုအတန်းလေးဆက်ပြီးတော့ထွက်ပြပေးမယ်နော်တထဒ ဓာနာဟုတ်ပြီနောက်တလားကိုဒီချက်ဆက်ပြီးတော့အတန်လေးထွက်ပေးမယ်နော်တထဓာဓာနာကဲနောက်တလားကိုသူဆက်ပြီးတော့သွားမယ်ပဖဘဘမဟုတ်ပြီနောက်တလားကိုဆက်ပြီးတော့သွားမယ်နော်ယယလာဝတကဲအအောင်ဆုံးတလိုင်းလေးပဲကျင်တော့ရယ်နော်ဟလာ အကဲဒါဆိုရင်တောက်သမီးတို့အတန်လေးတွေထွက်တတ်ပြီထင်တယ်ကဲဒါဆိုရင်တောက်သမီးတို့အတန်လေးတွေကိုထွက်တတ်ကြပြီလို့ထင်တယ်ကဲဒါဆိုရင်ဒီချေတို့ဆက်ပြီးတော့ဘီးရဲ့အမီလေးတွေကိုဆက်ပြီးတော့သွားကြမယ်နော်ကဲတောက်သမီးတို့ရေအခုတီချယ်တို့က ဘီးရဲ့အတန်လေးတွေကိုတည်သွားပြီဆိုတော့အခုဘီးမြေလေးတွေကိုဆက်ပြီးတော့ပြောကြမယ်နော်။ကဲပထမအဦးဆုံးဒီချေကနေပြီးတော့ဘီးရဲ့အမြေလေးတွေကိုဆိုပြပေးမယ်နော်။ပထမအဦးဆုံးလိုင်းလေးမှာကကာကြီးခါခွေးကငဲကာကြီးငါဟုတ်ပြီနောက်တစ်လိုင်းဒီချေဆက်ဖတ်ပြမယ်နော်။စာလုံးစာလိန် xa quế xa miền xuế nhà đa tên lên chế thao ồn bé đa yên gó đa yên mô nà chi đào quen bù tha sinh đu đà đuế đà ao chát nà nghe ba za pa uto ba te chai ba go ma sha pa le sha ga la wa ta ha la ji a à. ကဲဒါဆိုရင်အခုပထမတစ်ခေါက်ဒီချက်ကဆိုပြပြီးပြီတောက်သမီးတို့လည်းမှတ်မိကြပြီလို့ထင်တယ်ကဲတောက်သမီးတို့ရေဒီချက်နောက်ကနေလိုက်ပြီးတော့ဆိုကြည့်ကြမယ်နော်ပထမအုံဆုံးလိုင်းလေးမှာကကာကြီးခာခွေးကငဲကာကြီးငါဟုတ်ပြီနောက်တစ်လိုင်းကိုဒီချက်ဆက်ဖတ်ပြမယ်နော်စာလုံးစာလေး xa quế xa mi xuế nhạ đa tên linh chế thao ồn bé đa yên gó đa yên mô nà chi đào quen bù tha sinh đu đa đuế đa ao trái na, -du. na nghe ba za pa, pa u to ba ta chai ba go ma sha pa le sha ga la wa ta ha ta ji a à. ကဲဒါဆိုရင်အခုပထမတစ်ခေါက်ဒီချက်ကစိုးပြပြီးပြီးတောက်သမီးတို့လည်းမမိကြပြီလို့ထင်တယ်အခုဆိုရင်တောက်သမီးတို့ကာကြီးကနေအာဒီဘီလေးတွေရဲ့အတန်လေးတွေအမီလေးတွေကိုရသွားကြပြီ ဖြစ်လိမ့်မယ်နော်ကဲဒါဆိုရင်ဒီချက်တို့နောက်သင်ခန်းစာလေးတစ်ခုကိုဆက်သွားကြမယ်ကဲတောက်သမီးတို့ရေအခုဒီချက်တို့ အဖက်အရွတ်လေ့ကျင့်ကြရအောင်ဆိုတဲ့သင်ခန်းစာလေးကိုသွားကြမယ်နော်။ကဲဒီမှာပထမအဦးဆုံး ရှေ့ဆုံးကဘီလေးကိုကလို့အတန်းထွက်တယ်သူ့ရဲ့အမျိုးကြတော့ကာကြီးလို့ဒီချယ်တို့ကခေါ်တယ်ဟုတ်ပြီနော်ကဲအဲ့လိုပဲတခြားဘီလေးတွေကိုလည်းဒီချယ်တို့ကအတန်းထွက်လေးနဲ့အမိလေးတွေကိုဆိုကြည့်ကြမယ် ကဲဒီချက်ကဆိုပြပေးမယ်နော်ပထမဦးဆုံးအနီရောင်ဇရာွက်လေးကိုကြည့်လိုက်ပါဦးကဲအဲ့ဒီမှာပထမဦးဆုံးကကာကြီးနော်ကာကြီးမှာသူ့ရဲ့အတန်ကို ကသူ့ရဲ့အမိကကာကြီးကဲသူ့နဲ့ဘေးရင်ကပ်နေတဲ့အလုံးလေးကိုကြည့်ကြည့်ပါဦးဟုတ်တယ်ရနော်ပြီးရင်သူ့ရဲ့အမိလေးကကြတော့ရပလက်ကဲနောက်တစ်လုံးကိုကြည့်ကြည့်ပါဦးသူ့ရဲ့အတန်လေးကတ အမိလေးကကြတော့တောင်ဝင်းဘူးကဲတောင်ဝင်းဘူးလေးနဲ့ကဲ့ရဲ့ကလေးကိုကြည့်ကြည့်ပါအောင်သူ့ရဲ့အတန်လေးကရအမိလေးကရပလက်ကဲဟုတ်ပြီတောင်ဝင်းဘူးရဲ့အောက်ကဇလုံးလေးကိုကြည့်ကြည့်ပါအောင်သူ့ရဲ့တန်လေးကခအမိလေးကခခွေးဟုတ်ပြီခခွေးလေးနဲ့ကဲ့ရဲ့လုံးလေးကိုကြည့်ကြည့်ပါအောင်ဖ သူ့ရဲ့အတန်ကဖာသူ့ရဲ့အမိကဖာဦးထော့ကဲခါဝီလေးရဲ့အောက်ကဂျီလေးကိုကြည့်ကြည့်ပါဦးဂအတန်လေးကဂသူ့ရဲ့အမိကဂငယ်ဟုတ်ပြီဂငယ်လေးနဲ့ကပ်နေတဲ့စလုံးလေးကိုကြည့်ကြည့်ပါဦးသူ့ရဲ့အတန်လေးကငသူ့ရဲ့အမိလေးကလည်းငပဲနော်ကဲဟုတ်ပြီကငယ်လေးရဲ့အောက်ကစလုံးလေးကိုကြည့်ကြည့်ပါဦးသူ့ရဲ့အတန်လေးက ဇအမည်လေးကဇာကွဲဟုတ်ပြီဇာကွဲလေးနဲ့ကဲ့ရဲ့စလုံးလေးကဇာတော့သူ့ရဲ့အတန်လေးကစသူ့ရဲ့အမည်လေးကစာလုံးဇာကွဲပြီးလေးရဲ့အောက်ကပြီးလေးကဇာတော့သူ့ရဲ့အတန်လေးကဘသူ့ရဲ့အမည်လေးကဘာကုန်းကဲဘာကုန်းလေးနဲ့ကပ်နေတဲ့ဘီလေးကကြတော့သူ့ရဲ့အတန်လေးက ဟအမီလေးကလည်းဟပဲဟုတ်ပြီဘာကုံးလေးရဲ့အောက်ကဘီလေးရကြတော့မအမီလေးကလည်းမပဲကဲမဘီလေးနဲ့ကဲ့ရဲ့ဘီလေးရကြတော့ပသူရဲ့အတန်းကပါနော်အဲအမီရကြတော့ပါစကဲဟုတ်ပြီဒါဆိုရင်ဒီချေတို့ကအဝါရောင်ဇရာွက်လေးကိုဆက်ပြီးတော့ကြည့်မယ်နော် အဝါရောင်ဇာကွက်လေးမှာပထမအုပ်ဆုံးပေးထားတာလေးကကအဲအမည်ကတော့ကာကြီးဟုတ်ပြီကာကြီးလေးနဲ့ကဲ့ရဲ့ပြီးလေးကခအမည်ကခါခွေကဲကာကြီးလေးရဲ့အောက်ကပြီးလေးကအတန်ကတအမည်ကတောင်ဝင်းဘူးဟုတ်ပြီတောင်ဝင်းဘူးနဲ့ကဲ့ရဲ့ပြီးလေးကိုကြည့်ကြည့်မယ်သူ့ရဲ့အတန်လေးကထအမည်က ထစင်ဒုတာဝင်းဘူးရဲ့အောက်ကပြီးလေးကိုဆက်ပြီးတော့ជីជីမယ်အတန်လေးကစအမီကစာလုံးဟုတ်ပြီစာလုံးနဲ့ကဲ့ရဲ့ပြီးလေးကိုជីជីမယ်သူ့ရဲ့အတန်လေးကစဒါပေမဲ့အမီလေးကကြတော့စလေဟုတ်ပြီစာလုံးလေးရဲ့အောက်ကပြီးလေးကိုជីជីပါအောင်သူ့ရဲ့အတန်လေးကပအမီလေးက ပါဆောင်ပါဆောင်ရဲ့ဘေးကပြီးလေးကိုကြည့်ကြည့်ပါအောင်အဲဖအတန်လေးရနော်အမိရကြတော့ဖဦးထော့ဟုတ်ပြီပါဆောင်အောက်ကဘီးလေးကိုကြည့်ကြည့်ပါအောင်အဲဘီးအတန်လေးကငါအမိရလည်းငါပဲနော်ကဲငါရဲ့ကဲရဲ့ကဘီးလေးကိုကြည့်ကြည့်ပါအောင်ဒီဘီးလေးကအတန်ကဂအမိကဂငယ်ကဲဟုတ်ပြီငါလေးရဲ့အောက်ကဘီးလေးကိုကြည့်ကြည့်ပါအောင် B လေးရဲ့အတန်လေးကတအမိကတာဝင်းဘူးဟုတ်ပြီတာဝင်းဘူးနည်းနည်းကရက်က B လေးကအတန်လေးကတအဲအမိကလည်းတပဲကဲတာဝင်းဘူးရဲ့အောက်က B လေးကအတန်လေးကရအမိကရပလက်ဟုတ်ပြီရပလက်နဲ့ကရက် B လေးရကြတော့အတန်လေးကရဒါပေမဲ့သူ့ရဲ့အမိကရကကဲဒါဆိုရင်တောက်သမီးတို့နှလုံးတွဲပြီးလေးတွေကို မှတ်မိပြီလို့ထင်တယ်နော်။ကဲပြီးလို့ရှိရင်ဒီချေတို့၃လုံးတွဲအတန်ထွက်တဲ့ဟာလေးတွေအမိပြောတဲ့ဟာလေးတွေအပြားလိုင်းလေးကိုဆက်ပြီးတော့ကြည့်ကြည့်မယ်နော်။ကဲဒီချေတို့ဘီ၃လုံးတွဲလေးတွေအတန်ထွက်တာလေးတွေအမိလေးတွေကိုဆက်ပြီးတော့သွားကြမယ်နော်။ကဲပထမအုံဆုံးဘီလေးကခသူ့ရဲ့အမိကခခွေပြီးလို့ရှိရင်သူ့နှက်ကရက်ကဂအမိကဂငယ်ကဲဟုတ်ပြီနောက်တစ်လုံးကြည့်ကြည့်မယ်သူ့ရဲ့အတန်က ကအမိကကာကြီးကဲပြီးလို့ရှိရင်နောက်တလားကိုကြည့်ကြည့်မယ်သူရဲ့အတန်ကထ အမိကထစင်ဒူးဟုတ်ပြီကဲဘေးကတလုံးကိုကြည့်ကြည့်မယ်သူရဲ့အတန်ကဒအမိကဒါတွေးကဲဘေးကနောက်တလုံးကိုကြည့်ကြည့်မယ်သူရဲ့အတန်ကတ အမိကတာဝင်းဘူးဟုတ်ပြီနောက်ထပ်အောက်ကပြီးလို့ဆက်ကြည့်မယ်သူရဲ့အတန်ကစ အမီကစလေကဲစလေရဲ့ဘေးကဘီလေးကအတန်ကဇအမီကဇခွဲကဲဇခွဲဘီလေးနဲ့ဘေးကဘီလေးကအတန်ကစ အမီကစလုံးဟုတ်ပြီ နောက်ဘီလေးတစ်လုံးက သူ့ရဲ့အတန်ကဖအမီကဖဥထုတ်သူ့ရဲ့ဘေးကဘီလေးကအတန်ကဘအမီကဘထထပြီးတော့ဘေးကဘီလေးက အတန်ကပအမီကပဇဟုတ်ပြီနောက်ဘီလေးတစ်လုံးကအတန်ကငအမီကလည်းငပဲနော်ကဲဟုတ်ပြီနောက်ဘီလေးတစ်လုံးကကြတော့သူ့ရဲ့အတန်ကညအဲအမီကလည်းညပဲနော်ပြီးနောက်တစ်လုံးကသူ့ရဲ့အတန်ကနအမီကနငယ်နောက်ဘီလေးတစ်လုံးကသူ့ရဲ့အတန်ကလ အမိကလည်းလဟုတ်ပြီနောက်ဘီလေးတစ်လုံးကသူ့ရဲ့အတန်ကရသူ့ရဲ့အမိကရပက်လက်ကဲနောက်ဘီလေးတစ်လုံးသွားမယ်သူ့ရဲ့အတန်ကရဒါပေမဲ့သူ့ရဲ့အမိကကြတော့ရကကဲအောက်ဆုံးမှာဘီလေးသုံးလုံးပဲကျန်တော့တယ်နော်အောက်ဆုံးဘီလေးတစ်လုံးကသူ့ရဲ့ဘီအတန်လေးကဇအဲအမိကဇမြင်ဇွဲ့ သူဘေးနာကဘီလေးကကြတော့အတန်လေးကစအမီကစာလုံးဟုတ်ပြီ နောက်တဘီလေးကသူ့ရဲ့အတန်လေးကလည်းစပဲဒါပေမဲ့သူ့ရဲ့အမီကကြတော့စလိန်ကဲဒါဆိုရင်ဒီနေ့တောင်သမီးတို့ဘီအတန်လေးတွေဘီအမီလေးတွေကိုဒီချယ်နဲ့အတူတူလိုက်ပြီးတော့ထွက်တတ်ကြပြီလို့ထင်ပါတယ်ဒါကြောင့်မလို့ဒီချယ်တို့အခုနောက်ထပ်သင်ငန်းစာလေးတစ်ခုကိုသွားကြမယ်နော်